ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့78ထိန်တော်မိုးညိုပေါ့နော်အရာရီတိုင်းထိန်တော်မိုးညိုရွှေတောင်မှာအလူဒါရကကြီးဦးအေဝင်းအလူမကြီးတော်ကြီးကြီးဝင်းမိသားစုတို့ရဲ့စူပေါင်းမဟာဘုံကထိန်ပွဲမှာကျွန်တော်ထူးဝရှန်တို့မောင်နှမကြီးအမှုပညာအင်အားစုတို့ရောက်ဖြောပြီးမှာပါတွားဖြောပြီးမှာဆိုကျွန်တော်တွားတိုင်းဟိုမှာသူများအမြဲတမ်းလက်ဆောင်နေထိန်တော်ကမိုးညိုကလူတွေကအမြဲလက်ဆောင်နေပြီးတယ်ပေါ့နော် မရုပ်သီးဆိုလဲတစ်နှစ်ပတ်လုံးဝယ်မစားရဘူးအဲ့လိုမျိုးလက်ပံပွင့်ရအစာကောက်ပြီးတော့သူတို့တင်ပို့ပေးရဆိုတော့ကိုလဲတွားတုံးလေးမှာပေါ့နော်ဒါဟိုကမိုးညိုထိန်တော့လူတွေကိုကျွေးရအောင်လို့ဆိုပြီးတော့ဒါတော့ကျွန်တော်အဖွာပါပေါင်မုတ်ချက်ဥကြော်သွားမယ်ပေါ့နော်အလုံး20ပါပေါင်မုတ်လုံး20ကြော်ပြီးတော့ယူသွားပါမယ်ခင်ဗျာပြီးရင်ကြော်မယ်ပေါ့နော်ဒီမှာချက်ဥနဲ့ပေါင်မုတ်နဲ့တကြားရည်နဲ့ပေါ့နော်တကြားလည်းကြိုပြီးသွားပါပြီ တော့အလုပ်လုပ်တဲ့နေရာမှာတူဦးမေတ္တာတူဦးစေတနာပါပဲခင်ဗျာစေတနာအကျိုးပေးပါတယ်ဘယ်လုပ်ပဲမဆိုစေတနာပါပါလုပ်လုပ်ပေါ့နော်ကိုလည်းသူများကြွေးတာတွေအများအားဖြင့်စားတယ်သူများအလုပ်ပေးတဲ့အချိန်မှာသွားပြီးတော့ကိုတွေကပင်မတော့ဆိုရင်ပတ်စံရတယ်လीနော်အဲ့တော့ငှားရဲဆက်သွက်ပြီးတဲ့အလှရှင်လူမကြီးလေကျေးဇူးများကြီးတင်ပါတယ်ဒါကတော့ထိန်တော်မှုညို့ရွှေတောင်မှာအလှမတွေရောဟိုမှာကိုနဲ့တီးတဲ့ခင်နဲ့မိတ်ဆွေတွေအကုန်လုံးပြန်ပြီးတော့ကျွေးဖို့အတွက်ပေါင်မုတ် ချက်ဦးအလုံး20ကြော်မလို့ပါခမညာ